ကြီးချိန်ကြုံလာရင်ဘုံဘုံတို့တွေဟာငိုကြရမှာနော်မငိုဘူးဆိုတာကကိုယ်စိတ်ထဲဟာဒါဟာငိုရလောက်အောင်တန်ဖိုးရှိတယ်လို့မထင်သေးတဲ့အရာတွေပြက်တဲ့အချိန်မှာတော့ငိုသေးမှာမဟုတ်ဘူးပေါ့ငိုရလောက်အောင်တန်ဖိုးရှိတယ်လို့ကိုယ်ထင်ထားတဲ့အရာပြက်ပြီဆိုရင်တော့ငိုမှာပဲဟုတ်လားအဲ့တော့ဘုံဘုံတို့ပြည့်စည်မှုဆိုတာကအကြံဉာဏ်အဖြစ်ဥစ္စာပြည့်စည်တွေပြည့်စည်တယ်အဲတချို့ကြတော့လည်းပဲအတိညာအထိုက်လျောက်ရှိတဲ့အခါကျတော့ ။ဥစ္စာပစ္စည်းပျက်စီးတာလုံးနေတော့မငိုသေးဘူးပေါ့။ဒါပေမဲ့တချို့ကြတော့လည်းပဲခန္ဓာကြီးနေတဲ့အခါကျတော့ငိုယုံနေမကဘူးယူသွားတဲ့လူတွေတောင်ရှိ။ဘဝမှာနေခြင်းစိတ်တောင်မရှိတော့ပါဘူးဆိုပြီးတော့ဥစ္စာပစ္စည်းပျက်စီးလို့တတ်သေးတဲ့လူတွေတောင်ရှိတယ်။ဟုတ်လား။လူကိုတကယ်ထိခိုက်မှုဖြစ်စေတဲ့အစင်ပြေပြေဖြတ်တန်းဖို့အလွန်ခက်မဲ့ပျက်စီးမှုအဲ့ဒါကဘာတော့ဆိုတော့ ကိုချစ်ရတဲ့ခင်ရတဲ့ပုံကိုယ်တွေနဲ့ကွဲကွာရတယ်ဆိုတဲ့အမှုပျက်စီးမှုအဲ့ဒါပျက်စီးမှုပဲလေဘာပျက်စီးသွားတာတော့အတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာဟုတ်တယ်မဟုတ်လားအဲ့ဒီအတူတူနေရတယ်ဆိုတဲ့အခြေအနေပျက်စီးသွားတာကိုလူတွေကသိပြီးတော့တီးမခံနိုင်ကြဘူးစိုးရိမ်ကြတယ်ငိုကြွေးကြတယ်ဟုတ်လားနောက်ဘုန်းဘုန်းတို့နာခြင်းတရားနဲ့တွေ့လာတဲ့အခါမှာ ဒါဘာကြောင့်နာကျင်တရားဖြစ်တာတော့လို့မေးဒီနာကျင်တရားဟာဘာပျက်စီးမှုလဲလို့မေးဘယ်လိုပြောမလို့ကျမ်းမာရေးပျက်စီးတာဟုတ်လားခနာကိုနေတာထိုင်တာရှိနေတဲ့အခြေအနေလေးပြက်သွားတာအခုသာဘုံဘုံတို့ကနေတာထိုင်တာရှိနေတဲ့အခြေအနေကိုတံပိုးထားအောင်မှမသိတာကိုယ့်ကိုမလေးငါရတော်လိုက်တာအခုဘာရောဂါမလားမရှိဘူးကောင်းလိုက်တာလို့လူတွေဟာဒီဟာလေးကိုအတိအမှန်ပြုတ်ခဲတယ်ပေါ့နော်ဟာတကယ်နေမကောင်းထိုင်မကောင်းဖြစ်ပြီဆိုတော့မှ ဒီနေသာထိုင်သာရှိခဲ့တဲ့အနေအထားလေးကိုအလွန်လွမ်းတယ်။တကြမ်းမာကြီးဖောက်ပြန်တယ်။နော်နာရတယ်ဆိုတာနေသာထိုင်သာရှိတဲ့ကျမ်းမာတဲ့အခြေအနေလေးပဲဖြစ်သွားတာတို့ပြက်သွားတာ။ဒါလည်းပျက်စီးမှုပဲနော်။နောက်ထပ်ဘုံတို့အကြီးမားဆုံးပျက်စီးမှုဟာဘာလဲဆိုတော့ရှင်သန်မှုပျက်စီးတာ။ဒီရင်တရားနဲ့တွေ့လာတဲ့အခြေအနေတစ်ခုပေါ့နော်။အဲ့ဒီရှင်သန်မှုပျက်တာကတော့သူကအရာအလုံးပျက်တယ်လို့တောင်ဆိုနိုင်ပါလေ။ ူတော်ကောင်းတရားတော့ပြတ်တယ်လို့တော့မပြောနိုင်ဘူးပေါ့လေသူတော်ကောင်းတရားရှိနေရင်သေသေးလည်းပဲသူတော်ကောင်းတရားတော့မပြတ်ဘူးကျန်တာတွေကတော့အကုန်ပြတ်မှာပဲဒီပစ္စည်းမှု၃မျိုးဘုံဘုံခုပြောလိုက်တယ်ကျမ်းမာရေးပစ္စည်းချင်းအတူနေရမှုပစ္စည်းချင်းကွဲကွာခြင်းပေါ့ကျမ်းမာရေးပစ္စည်းချင်းနာမှုနော်ရှင်သန်မှုပစ္စည်းချင်းသိမှုအဲ့ဒီ၃ခုသောပစ္စည်းချင်းဟာဒကာဓမ္မတို့ကုထုရှင်တတ်တော်အားတွေကိုအကြီးအကျယ်နှိမ့်ဆက်နိုင်ပါတယ် ့ဒီအရာတွေနဲ့တွေ့လာလို့ရှိရင်ငါအဆင်ပြေမဲ့ငါလားအဆင်မပြေမဲ့ငါလားဆိုတာကိုဘာလို့ထားဖို့လိုတော့ကြွတင်ပြီးတော့မှန်မှန်ကန်ကန်ပြီးတော့ဆင်ပြေနားလည်ထားဖို့လိုတယ်။အဲ့ဒါကိုတွေးပြီးတော့အဲ့ဒီအခြေအနေမျိုးတွေကြုံလာတဲ့အခါမှာကိုယ့်ရဲ့စိတ်ကိုနော်စွရင်မှုငိုကြွေးမှုကမနှိမ့်ဆက်အောင်ဖုံးဖုံးတို့တူတူပြဘာလို့ရမှာတော့သတိပဋ္ဌာန်တရားကိုကြွတင်ပြီးတော့ကြိုမအတုထားရမယ်။